ာလာလုယာရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ Zoom ကညီကိုမောင်နှမတွေနှုတ်ကွက်တော်ခံယူဖို့အစဉ်သစ်ဖြစ်နေတာတွေ့ရလို့ထူးပဲဝမ်းသာတယ်အာမင်ဆိုဒီနေ့ကျွန်တော်တို့ကတော့ရာဇဝင်ချုပ်ပထမဆုံးအခန်းကြီး15ဖြစ်သွားပြီနော်ဒီအခန်းကြီး15ကတော့အဓိကဝိညာဉ်ရေးရမှာနေရာမှန်မှာခွဲခန့်ခြင်းပေါ့သူ့နေရာနဲ့သူ ခွဲခန့်တတ်ဖို့လိုသလိုဖယားသခင်ခွဲခန့်တဲ့နေရာမှာကျွန်တော်တို့ကနေတတ်ဖို့လဲလို့ဝန်ခံတတ်ဖို့လိုတာပေါ့ ဖယားကိုဘယ်မှာထားလဲထားတဲ့နေရာမှာကိုဝန်ခံတတ်ဖို့လိုတာပေါ့နော်နေရာမှာမှာနေတတ်ဖို့လိုတယ်ဖယားကိခွက်ခတ်တဲ့နေရာမှာသဘောတူတတ်ဖို့လိုတယ်အဲ့ဒါဆိုတော့တကယ်ပဲဒါဝိရဲ့အသက်တာပရိညာတိတ္တာတေတာနဲ့ပတ်သက်ပြီးဝင်ငါမှာဖြစ်တယ်နော်နေရာမှာမှာခွက်ခတ်ခြင်းပေါ့ခေါင်းစဉ်ကခဏဆွတောင်းအဖာကိုတော့ကိုကျေးဇူးတင်ပါတယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့အသက်တာကိုတိဆောက်ပေးပါဖယားကိဒါဝိပရိညာတိတ္တာကိုဘလို့သေးတယ်လဲအမှုတော်မြတ်ထဲမှာဘလို့ပါဝင်တယ်လဲ ဒါတွေကိုမြင်ပြီးနားလည်ပြီးကျွန်တော်တို့ကိုယ်တိုင်ဘလို့ပါဝင်ဆက်ကရမယ်ဆိုတာကိုသဘောပေါက်စေပါဗျာတခင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖာအာမင်အာမင်โอเคဆိုတော့ယာဆွေချုပ်ပထမဆုံးအခန်းကြီး15ဒီချိန်ကတော့ဒါဝိဒ်ကပြင်းရင်တစ်တာကိုသူ့မြို့တည်တာပထမတစ်ခေါက်တည်တော့ကเนาะဟိုဩဇာတည်သွားတယ်လေလမ်းတော့မှာအဲ့ဒါနဲ့ပြင်းရင်တစ်တာကိုအော့ဘတ်တည်တော့ယူပို့လိုက် နော်ပို့ပြီးတော့ဒါဝိဒ်ပြန်လာတယ်ကြည့်ခုအဲ့ဒီကနေဆက်မှာဖြစ်တယ်တစ်ချောအခန်းကြီး15အငယ်1ကျွန်တော်ဖတ်မယ်ထိုနောက်ဒါဝိဒ်မြို့၌အိမ်တော်တို့ကိုစောက်တော်မူ၏ဖဖရာသခင်ဤတစ်တာတော်ဌာနကိုပြင်၍တဲတော်ကိုတဲတော်ကိုလည်းတီတော်မူပြီးမှဒါဝိဒ်ကဖရာသခင်ဤတစ်တာတော်ကိုထမ်း၍ရှေ့တော်၌အမှုတော်ကိုအစင်ဆောင်စေခြင်းကထာဝရဘုရားသည် လေဝိသားတို့ကိုရွေးချယ်တော်မူသောကြောင့်ကဲ အခုဒါဝိတ်ရဲ့မြို့ကိုပရိညသစ်တာတယ်လာတော့တယ်တော့မယ်ဆိုတော့သူကအရင်အိမ်တော်ကိုစောက်တယ်စောက်ပြီးတော့မှတစ်တာတော်ကိုထမ်းပြီးတော့မှတယ်လာတော့မယ်ဘာလို့ဆိုတစ်တာတော်ကဩဘတ်တီတော်အိမ်ရောက်နေရလေနော်အဲ့တော့အဲ့ဒီကနေသူတယ်လာတော့မှာတော့ပရိညသစ်တာတယ်တဲ့ကိစ္စကအရေးကြီးတယ်ပရိညင်တ္တာတဲ့ရေကိစ္စအရေးကြီးတယ်။ဘာလို့ဆိုပရိညင်တ္တာဆိုတာတကယ်တော့ဖယားသခင်ဂိမ့်ဝတ်တဲ့ဟာလေ။ဂိမ့်ဝတ်ခြင်းလေ ဘုရားသခင်အတူရှိခြင်းလေအဲ့ဒါကိုပြောခြင်းတာအဲ့တော့အဲ့ဒီပရိညာသက်တာကိုတည်ပြတဲ့အခါမှာအထူးတတိထားမယ့်အရာကဘာလဲဆိုပရိညာသက်တာကို မထမ်းရတဲ့အမျိုးဆိုတာရှိတယ်။သွားမထမ်းရအောင်မထမ်းရတဲ့အမျိုးရှိတယ်ထမ်းရတဲ့အမျိုးလည်းရှိနော်အဲ့တော့ဒီတချုပ်ဆန်ကအပိုက်ငယ်နှစ်မှာပရိညာသက်တာကိုဒါဝိမြို့ကိုတည်တဲ့အခါမှာမထမ်းရမဲ့သူတစ်တာတော်ကိုမထမ်းရမဲ့သူဘယ်သူလဲဓမ္မရေးထားတဲ့ အခန်းကြီး15အပိုင်ငယ်နှင့်အဆုံးပိုင်းမှာလေဝိသားတို့ကိုရွေးချယ်တော်မူသောကြောင့်အခြားတစ်ပါးသောသူတို့သည်ဘုရားခင်တစ်တာတော်ကိုမထမ်းရကြဟုဆိုလျက်อืมပရိညာတစ်တာကိုထမ်းဖို့ကဘာလဲဖယားသခင်က လေဝိသားကိုရွေးချယ်ထားတယ်တပါးမျိုးသားမထမ်းရဘူးအဲ့ဒါသိရအဲ့တော့အဲ့ဒီကတပါးမျိုးသားတွေကိုဖယ်ပလိုက်ဒါဆိုမထမ်းရမယ့်အမျိုးကဘာလဲတပါးမျိုးသားထမ်းရမယ့်အမျိုးကဘာလဲလေဝိသားလေဝိသား ဒါဆိုဝိညာဉ်ရေးရမှာဘာနားလည်ရမလဲဆိုရှင်ခွဲခြားမှုရှိတယ်နော်ဘသူကပရိညာသစ်တာမထိုင်းရဘူးဘသူကထိုင်းရမယ်ဆိုတော့ခွဲခြားမှုရှိတယ်ခွဲခြားမှုရှိတယ်လူတိုင်းသွားထိုင်းလို့မရဘူးဓမ္မဟောင်းခေတ်ကခွဲခြားမှုရှိတယ်ပြီးတော့မှအဲ့ဒီခွဲခြားမှုရှိတဲ့ပြင်နှစ်ချက်အရေးကြီးတယ်ပရိညာသစ်တာကိုတည်မယ်ဆိုရင်ဘာတတိထားရမလဲဆိုလို့ရှိမှန်ရှင်းခြင်းရှိဖို့လိုတယ်ပြီးတဲ့အခါကျတော့မှပါလဲ တရားတော်နဲ့ညီခြင်းလည်းအရေးကြီးတယ်။အဲ့ဒါကိုတော့အပိုက်ငယ်7နှစ်73မှာအရေးထားတယ်ကျွန်တော်တစ်ချက်ဖတ်။သင်တို့သည်လေဝိသားအစိုးရအမျိုးသူကြီးဖြစ်ကြ၏။ဣသရေလအမျိုး၏ဖျားသခင်ထာဝရဘုရား၏တစ်တာတော်အဖို့ငါပြင်ဆင်သောအယက်ဌာနသို့ဆောင်ခဲ့ခြင်းကကိုကို၎င်းညီကိုတို့ကို၎င်းတတ်ရှင်းစေကြလော့။နံပါတ်1ပါလေတတ်ရှင်းရမယ်။ပြင်းညစ်တဲ့တာကိုထမ်းမဲ့သူက လေဝိအမျိုးတွေဖြစ်ရမယ်တန်ရှင်းရမယ်နော်တန်ရှင်းရမယ်ဆက်ဖတ်မယ်အငယ်73အရင်ကမတန်ရှင်းတရားလမ်းတို့မလိုက်ဘဲငါတို့ဘုရားကြီးထောက်တာဘုရားကိုရှာတော့ကြောင့်ဒဏ်ခတ်တော်မူသည်ဟုသတိပေး၏အေးအမသတိပေးခြင်းခံရတယ်ဟေးဟေးတန်ရှင်းခြင်းလုံးနော်တန်ရှင်းခြင်းလုံးတရားတော်လမ်းနော်တရားတော်လမ်းတိုင်းသွားနော်အရေးပြတရားတော်နဲ့ညီပါစေပြင်ညင်တက်တာကိုဘယ်လိုထမ်းရမလဲနွားနဲ့မတရားဘူး ဘာလို့ရမလဲတဘိုးအမဂွင်းရှိတဲ့အဲ့ဂွင်းထဲကိုထဲလိုက်ထမ်းအဲ့ဒါတရားတော်တိုင်းပြင်ရှင်တက်တာကိုလက်နဲ့သွားမတီးအောင်နော်တဘိုးလေးလှမ်းပြီးရှုပ်ပြီးတဘိုးနဲ့ထမ်းရတာတွားလက်နဲ့မတီးအောင်အဲ့ဒါတရားတော်ဒီမှာတန်ရှင်းခြင်းအဲ့နှစ်ခုအရေးကြီးတယ်ဟိုတစ်ခေါက်အဲ့လိုပဲတဲ့အဲ့ဒီအစည်းကမ်းအတိုင်းမထမ်းတဲ့အတွက်ကြောင့်သေသွားတယ်ဖျားတန်ခတ်လိုက်တယ်ဘသူလဲဩဇာမမီလာပြင်ရှင်တက်တာသေနေနွားကတော့ တိတ္တကြီးကြာမှာဆိုလို့ဩဇာသွားကြိုင်တာသေသွားတယ်လေအေးဒါကြောင့်ခုသတိပေးတယ်နော်သတိပေးတယ်ဟိုတစ်ခေါက်ကအဖွဲ့တွေသေသွားတယ်ဒါကြောင့်မလို့အခုသတိထားပါဆိုဗရိညင်တိတ္တကိုတည်တဲ့အခါမှာအရေးကြီးတာတန်ရှင်းခြင်းနဲ့တရားတော်နဲ့အညီတည်ရမယ်အဲ့ဒါအင်ပဒမအရေးကြီးတယ်မဟုတ်ရင်တန်ခတ်ခံရတတ်တယ်နော်ဟုတ်ပြီလားကဲအဲ့တော့အပိုက်ငယ်၁၄မှာဘာပြန်နားလျရလဲဆိုလို့ရှိရင် တန်ရှင်းခြင်းကအရေးကြီးသောကြောင့်သူတို့ဘာလုပ်ရလဲဓမ္မထိုအခါယေပရောဟိတို့နှင့်လေဝိသားတို့သည်ဣသရေလမျိုး၏ဘုရားခင်ထာဝရဘုရား၏တစ်တာတော်ကိုစောင့်ခဲ့ခြင်းကကိုကိုတန်ရှင်းစေကြ၏အားလုံးသူတို့တန်တန်ရှင်းရှင်းလုပ်ရတယ်ရေချိုးရတယ်အနည်းဆက်ဆုံးပြောရင်တန်ရှင်းခြင်းလုပ်ရတယ်နော်တရားတော်နဲ့အညီလဲရှင်ရတယ်တန်ရှင်းခြင်းလုပ်ရတယ်အဲ့တော့ဖျားနဲ့အမှုတော်မြတ်မှာ ဖရားရဲ့အမှုတော်မြတ်မှာတွာလာလှုပ်ဆောင်တဲ့ခါမှာတန်ရှင်ချင်းကအရေးကြီးတယ်။တန်ရှင်ချင်းအရေးကြီးတယ်။ပြီးမှသူ့ရဲ့လုပ်ငန်းညာသူ့တာဝန်နဲ့သူခွဲထားတယ်။ကြုံရဝင်လို့အဲ့လိုမရဘူး။ကြုံရဝင်လို့မရဘူး။အမှကြီးအလုတ်တာဝန်နေ6မျိုး9မျိုးရှိတယ်။ဒီမှာနော်တကယ်တော့အဲ့ထက်များမှာဗောဒါမဲ့အတူအောက်ရေးထားတာ तू က6မျိုး9မျိုးရှိတယ်။အားလုံးတန်ရှင်းရမယ်အဲ့ဒါတူတယ်။ပြီးမှအပိုက်ငယ်15 ထာဝရဘုရား၏အမိတော်နှင့်ညီမောရှေမာထားခဲ့သည့်အတိုင်းလေဝိသားတို့သည်ဘုရားခင်တစ်တာတော်ကိုတစ်တာတော်တဘိုးပြစ်ထမ်းရကြ၏လေဝိသားတွေရဲ့အလုပ်ကပါလေတစ်တာထမ်းရမယ်ဘာနဲ့လဲတဘိုးနဲ့သွားပြီးတစ်တာကိုမကန်ရအောင်တဘိုးကိုအဲ့တစ်တာမှာဂွင်းလောက်ထားတယ်ဖလန်းရှူလိုက်ပြီးမှဟုတ်ထမ်းရမယ်ဟိုဘက်ဒီဘက်တွေ့လားအဲ့တော့လေဝိသားအလုပ်ကတစ်တာတော်ကိုတဘိုးနဲ့ရှူပြီးထမ်းတယ်အလုပ် သူအလုပြီးမှအပိုင်ငယ်16လေဝိတရာအကြီးကဲစောင်းတယောခွက်ကွင်းအစရှိသော တူရိယမျိုးနှင့်တချင်းဆူတက်သောညီကိုတို့ကိုဝမ်းမြောက်စွာအတံပြိုင်ဆူစေခြင်းကခန့်ထားရမည်အကြောင်းအမိတ်တော်ရှိသည့်အတိုင်းအဲ့ထဲမှာမှနောက်တစ်တုပ်ကဘာလို့ရမလဲတံပြိုင်တချင်းဆူရမယ်အဲ့ဒါခန့်ထားရတဲ့တံပြိုင်တချင်းတကယ်ဗြဟ္မဉ္စတ္တပယ်လာရဲ့ ။တံပြိုင်တချင်းဆိုခြင်းကလည်းအရေးကြီးတယ်။အဲ့ဒါသူကနဲ့သူခွဲခန့်ရတယ်။ပြီးမှအပိုင်ငယ်19တချင်းစရာဟေမန်အာသက်အေတန်တို့သည်ကြေးဝါခွက်ကွင်းကိုတီးရကြ၏။တချင်းစရာလည်းပါရတယ်နော်။ဆိုတဲ့လူအပြင်တချင်းစရာရှိတယ်။ပြီးမှပါလဲနောက်တစ်ခုပါရှိတယ်ကြေးဝါခွက်ကွင်းကိုတီးတဲ့သူ ကျုံရဝင်တီးမို့တချင်းဆရာပါတယ်ကြေးဝါခွက်ကွင်းတီးတဲ့လူပါတယ်တံပြိုင်တချင်းဆိုတဲ့လူပါတယ်ပရိညင်တက်တာကိုထားတဲ့လူပါရတယ်သူ့ဟာနဲ့သူခွဲခန့်ထားတာဟုတ်ဗလားဒါအင်မတန်အရေးကြီးတဲ့အရာဖြစ်တယ်အပိုင်ငယ်20မှာနောက်တနေရာရှိသေးတယ်ဇာခရီဘင်ယဇီလာရှေမီယာမုတ်ယေဟေလာ ဥနေအလျာဘမတေယဘေနာယတို့သည်အာလမုတ်တယောကိုထိုးရကြ၏အာလမုတ်တယောတယောလည်းမျိုးမျိုးရှိတယ်အာလမုတ်တယောကိုထိုးရကြ၏တယောထိုးတဲ့အလုပ်အာလမုတ်တယောထိုးတဲ့အလုပ်ကိုလှုပ်တဲ့သူကတက်တက်စောင်းတီးတဲ့လူကတက်တက်ခွက်ကွင်းတီးတာကတက်တက်ဟုတ်လားတံပြိုင်တချင်းဆိုတာတက်တက်တချင်းဆရာကတက်တက်ပြင်ရင်တက်တာခန္ဓာက သက်သက်ပြီးတော့မှအပိုင်ငယ်21မတ္တိတိအေလိဖာလေမိတ်နေယဩဘဒေတုံယေလအာဇရိတို့သည်တန်ဆုံအတန်ဆုံလင်းစွာရှေမိနှိတ်ဆောင်ကိုတီးရကြ၏ရှေမိနှိတ်ဆောင်မတူဘူးနော်ရွရွဆောင်မဟုတ်ပါလေရှေမိနှိတ်ဆောင် သူ့အမျိုးသားနဲ့သူရှိတယ်။ဒါဆိုစောင်းတီးတာတက်တက်ခွက်ကွင်းတီးတာတက်တက်ဟုတ်လားတယောထိုးတာတက်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 စီဖြစ်တယ်။အဲ့ဒါပြီးမှအငွေ20နှစ်နဲ့နှစ်တချင်းဆရာကြီးဖြစ်၏။အော်တချင်းဆရာကြီးလဲပါသေးတယ်။တချင်းအတက်ကိုလေ့ကျင့်တော့ကြောင့်လေ့ကျက်ပေးတာ။ဆရာကြီးဆရာကြီး ။ तू ကတချင်းနဲ့ပတ်သက်ရင်ဆရာကြီး तू ကလက်ကျင့်ပေးတာလက်ကျက်ပေးတဲ့ဆရာကြီး။ तू ပါတယ်။တချင်းဆရာကြီးပါတယ်။တချင်းဆရာပါတယ်။တံပြိုင်ပါတယ်။ခွက်ကွင်းပါတယ်။စောင်းပါတယ်။တယောပါတယ်။ပြညတ္တာဌာနေသူပါတယ်။ကျင်းတော့မပြီးသေးဘူးအငွေ24ယေဘရဟိရှေဘနိယောရှဘတ် နာသနီလအမသက်ဇာခရီဘေနာယအေလီယာဇာတို့သည်ဖျားသခင်တစ်တာတော်ရှိမှတဘိုးမှုတ်ရကြ၏တဘိုးမှုတ်တာလည်းပါသေးတယ်။အောဘတ်ဒီတုံနှင့်ယေဟီသည်လည်းတစ်တာတော်တကဆောက်ဖြစ်၏။တကဆောက်လည်းရှိတဘိုးမှုတ်တဲ့သူရှိသူ့နေရာနဲ့သူခွဲခန့်ထားတာအဲ့တော့ဘာနားလျက်လဲဆိုလို့ရှိရင်ဖျားသခင်ကလည်း တကယ်ကိုကိုွယ်ခြင်းမှာပြင်ရင်တစ်တားကြီးတယ်လာတဲ့နေရာမှာအမှုတော်မှာလေသူ့နေရာနဲ့သူစီစဉ်နေတော့ငါနေခြင်းတဲ့နေရာနေမယ်မရဘူးငါထားခြင်းတဲ့နေရာထားမယ်ဒါလည်းမရဘူးဖယားမှာ သူ့နေရာနဲ့သူခွဲခန့်ခြင်းဆိုတာရှိတယ်အဲ့တော့ဖယားကခွဲခန့်တဲ့နေရာမှာနေတတ်ဖို့ကတိတ်ပြီးအရေးကြီးတယ်တိတ်အရေးကြီးတယ်ဆိုတော့ဒီအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ပြင်ရင်တစ်တားတယ်လာတဲ့အခါမှာ ဘာတွေပါတယ်လဲကြည့်အောင်အရေးအကြီးဆုံးကအားလုံးပါလေတာရှင်းကြီးရှိရမယ်တရားတော်နဲ့ညီရမယ်အဲ့နှစ်ချက်ကအဓိကတာရှင်းကြီးရှိရမယ်ကျွန်တော်ရဲ့လှုပ်ဆောင်ချက်တွေအားလုံးတရားတော်နဲ့ညီရမယ်သူ့နေရာနဲ့သူခွဲခန့်နေအဲ့ဒါကိုဘာလို့လဲဝန်ခံသဘောတူရတယ်တာရှင်းကြီးရှိပါတရားတော်နဲ့ညီပါနေရာခွဲခန့်ကြီးရှိပါ ်ထိုးရာကိုဝေခံသဘောတူပါအဲ့ဒီအလုတ်ကပေါ့ပေါ့ပါပါ easy မဟုတ်ဘူးစ조사အားထုတ်ခြင်းလည်းရှိရမယ်ပြီးရင်ဒီလုပ်ငန်းထဲမှာဝမ်းမြောက်ခြင်းလည်းရှိရမယ်ဝမ်းမြောက်ခြင်းရှိဖို့လိုတယ်လောက်တာလောက်တာဝမ်းမမြောက်ဘူးအဲ့ဒါလည်းမှားတယ်ဒီလုပ်ငန်းထဲမှာဘာဖြစ်လဲအိုးဝမ်းမြောက်ပျော်ရွှင်စွာနဲ့သွားလာတာဖြစ်တယ်ဝမ်းမြောက်ခြင်းလည်းရှိရဆိုတော့အဲ့ဒီလိုမျိုးပေါ့နော်အဲ့တော့သူ့နေရာနဲ့သူသွားတဲ့အခါမှာကောင်းခြင်းမင်္ဂလာဖြစ်တယ် အဲ့မှာဘုရားသခင်ကောင်းမြတ်ခြင်းကိုခံစားရတယ်ပြင်ရှင်တစ်တာလဲဒါဝိမြို့ကိုရောက်လာတာဖြစ်တယ်ဆိုတော့ဒီနေ့အမှုတော်မြတ်အောင်မြင်လာဖြစ်တယ်ကိုလည်းကောင်းကြီးဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီຢာကကျွန်တော်တို့ကိုဘာတွင်တင်လဲဆိုရင်အမှုတော်မြတ်ထဲမှာပါဝင်တဲ့အခါမှာကိုယ့်ဘုရားခင်ဘယ်မှာခွဲခန့်လဲဒါသိဖို့လို့ပြီးကိုယ့်ကိုဘုရားခင်ခွဲခန့်တဲ့နေရာမှာကိုယ်သဘောတူဖို့လို့ဩဟလာဘုရားခင်ခန့်ထားတဲ့ခေါင်းဆောင်ကအေးဒီနေရာမှာနေ ဖရားလေကိုအဲ့မှာခွဲခန့်တာမှန်နေဆိုကိုသဘောတူရမယ်ကိုနေချင်းချင်းမနေချင်းချင်းကိုကသဘောတူတတ်ဖို့လို့ပြီးတော့မှကိုရဲ့တက်တာတန်ရှင်းချင်းလို့တယ်အတက်တာတန်ရှင်းချင်းဟာအရေးကြီးတယ်ပြီးရင်ကိုရဲ့လှုပ်ဆောင်ချက်တရားတရားတော်နဲ့ညီဖို့လေအရေးကြီးတယ်တရားတော်ညီဖို့အဲ့ဒီအလုတ်ထဲမှာအမှုတော်ထဲမှာဝမ်းမြောက်စွာနဲ့ပါဝင်တတ်ဖို့လေအရေးကြီးတယ်အလုတ်တော့လုံနေတယ်ဝမ်းမမြောက် ဖျားခေထားတဲ့နေရာမှာတော့နေတယ်ဒါပေမဲ့စူးစမ်းအားထုတ်ခြင်းမရှိဘူးတရက်တရက်တလောက်ပဲအဲ့ဒီမှာစူးစမ်းမယ်အားထုတ်ရမယ်ကြည့်လေတချင်းဆရာတွေတချင်းဆက်တဲ့သူတွေတချင်းလက်ကျင့်ပေးတယ်တကယ်စူးစမ်းရတာပဲဒီတပွဲဖြစ်ဖို့များကြီးလပေါင်းများစွာစူးစမ်းရတယ်ပြီးမှဒီတပွဲလောက်တာဆိုတကယ်ပဲကျွန်တော်တို့ဟာဝိညာဉ်ကြီးရမှာအမှုတော်မြတ်ထဲမှာသွာလာတဲ့အခါမှာအရာပေါ်စားတဲ့ဟာမျိုးမဖြစ်ဖို့လို့ကိုတက်ကြွလာရင်လူတွေကကိုတက်ကြွတဲ့အပေါ်မှာ ပို့ဆလာတယ်တိတ်မဆက်ကတော့ဆိုအဲ့ဒီလိုမဖြစ်ဘဲနဲ့နော်ဆိုတော့တန်ရှင်းချင်းရှိရမယ်တမတရားနဲ့ညီရမယ်ခွဲခန့်ခြင်းကိုသဘောတူရမယ်ခွဲခန့်တဲ့နေရာမှာနေတက်ရမယ်ကြိုးစားအားထုတ်ခြင်းရှိရမယ်ဝမ်းမြောက်ရမယ်အဲ့ဒီအထဲထဲမှာဘာဖြစ်လဲအိုးကျင့်တဲ့သဘောတူရမယ်အဲ့ဒီဖရာဝုတ်ပြုကိုးကွယ်ခြင်းအဲ့ဒီဗြဟ္မညတ္တတာတည်ခြင်းမှာ တနည်းပြောရင်အမှုတော်မြတ်ထဲမှာတကယ်အဲ့ဒီလိုသွားတဲ့အခါမှာဒါဝိတ်နဲ့အဲ့ဒီပရိညာတ္တတဲတဲ့ခီးစရာဖယားသခင်ဘုတော်ထေရှားလေဟာလေလုယာအာမင်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ကဆုတောင်းတဲ့ဘုတော်ထေရှားစီပါထေရှားစီပါခတ်တာတန်ရှင်းကြီးရမရှိခတ်တာတမန်တရားနဲ့လွယ်ဘုတော်ထေရှားစီပါတော့ပြောတယ်ဖယားသခင်ထားတဲ့နေမှာကောမနေတောက်အဲ့တော့ဘယ်လိုလုပ်သွားပြီးတော့ဘုံတော်ထင်ရှားမလဲဆိုတော့ဣတရီလလူတွေကိုကြည်ပါ ဖျက်ခဲ့ထားတဲ့နေရာမှာနေတယ်ကိုလိုကိုလှုပ်တယ်ပြညတတတရားမဲ့လူကတဲတယ်တချင်းဆူမဲ့လူကဆိုးတယ်တီးရမဲ့လူကတီးတယ်တကားဆောင်မဲ့လူကတကားဆောင်တယ်ဟုတ်လားတချင်းဆက်မဲ့လူကဆက်တယ်တင်ပေးတဲ့လူကတင်ပေးတယ်အဲ့အမှုတော်မြတ်ထဲမှာကျင်းနဲ့တဲအားရတဲ့ဝါမြောက်တယ်အော်ငါ့ကိုဖျက်ခင်ဒီနေရာနေသုံးနေပါလားအဲ့ပုံမှာကျင်းနဲ့ဝါမြောက်အဲ့မှာဖျားပုံးထင်ရှားသွားတယ်ဟာလေလုယာဒါကြောင့်ဒီနေ့ဖျက်ခင်ကိုကိုထားတဲ့နေရာမှာနေတက်ပြီးတော့မှ အမှုတော်မြတ်ထဲမှာပါဝင်တတ်တော်သူဖြစ်ဖို့နှုတ်ကပတ်တော်အဖြစ်ဝင်ရတယ်အားလုံးကျေးဇူးတင်တယ်ဖျက်ရှင်ကောင်းကြီးပေးပါစေခဏလေးဆုတောင်းရအောင်မြစ်တာတော်ရှင်ဘုရားကိုတော်ကျေးဇူးတင်တယ်ကိုတော်ကောင်းမြတ်ပါတယ်ကြီးမြတ်ပါတယ်ကျွန်တော်ရဲ့အသက်တာကိုပဲ့ပြင်းတဲ့ရှင်ဖြစ်ပါတယ်ဘုန်းကြီးတဲ့ဘုရားဖြစ်ပါတယ်အဖာကျွန်တော်မအစအရောက်တိုင်းရဲ့အသက်တာဘုရားရှင်ထားတဲ့နေရာမှာနေတတ်တဲ့သူတွေဖြစ်ပါမိကြောင်းအသက်တာတည်တည်ကိုအနံပါတယ်ကိုတော်ကျေးဇူးတော်ကိုတွန်လောင်းပေးပါဗျာကိုတော်ဘုန်းတော်ကိုလည်းထေရှားစေပါဖျားသခင် ဝမ်းမြောက်စွာနဲ့အမှုတော်မြေထမှာပါဝင်တက်တော်သူတွေလည်းဖြစ်စေပါအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဖခင်အာမင် Amen thank you God bless you